ပန်အဖိုးတွေနေလေရှိယူပြကြတာလေလိုင်းမော်ရီမှာသူများရပါမြန်မာကောင်းနေအဖိုးကြီးနေဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာမြန်မာမမဟုတ်ဘူးကဖိလစ်ပိုင်နေရောအဲ့ဘီယက်နမ်နေနေဆိုလေဒီဂျပန်အဖိုးကြီးကိုယူကြရပါတော့ချိုးကကျွန်တော်အဖိုးကြီးအသက်ကြီးကြီးယူရကွာလုံးဝအသက်ကြီးကြီးလေအဲ့ဒါကျွန်တော်အရန်ကြီး မများกว่าဖိုးကြီးအဲ့လိုမျိုး60ကျော်80ကျော်တော်ရုံတိတ်နေอยู่ပါအောင်ယူတဲ့သူကတော့ငါ40ကျော်50ကျော်လောက်ပေါ့အငယ်ဒီနေ့ကျမှလူမယူကြလဲဆိုငယ်ဒီကသူကအစင်းနဲ့မဖြစ်သေးဘူးကွာအဲ့လိုမျိုးလက်ထပ်ကိုအစင်းနဲ့မဖြစ်သေးဘူးအဲပြီးတော့သူကပတ်ဆိုင်ရှာအောင်မယ်ငယ်သေးတော့ကဲအောင်မယ်ဆိုတော့သူတို့အခက်မသိလို့လမ်းခွဲလိုက်တာကြီးပါကြီးရှိရယ်ကွာအဲ့လိုမျိုးပြောလို့ဟိုကိုကအဖိုးညက်ကြိုင်တယ်လားဆိုလည်းမဟုတ်ဘူးတောင်ကိုသိရတယ်လားဘောနော်ဂျပန်အဖိုးတွေနဲ့ဘာလို့ဒီနိုင်ငံသားသူတွေနဲ့ယူပြကြတာလဲဆိုတာ ငွေတရတတလောက်ပြပြပေးမယ်ကွာအဲဒီတစ်ခေါက်ကျတော့ငွေအဲ့ဒါလေးပေါ့နော် line mode တွေမှာသူများရကွာမြန်မာကောင်နေတဲ့ line mode တွေမှာဆိုရင်ကွာအဲ့လိုမျိုး group တွေရမှာဆိုတင်တဲ့အဖိုးကြီးနဲ့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာအဲ့ဒါကြောင့်မွေတရတလောက်ပြပြမယ်မြန်မာမှမဟုတ်ကွာဖိလစ်ပိုင်နေရောအဲ့ BNN နေနေဆိုလေဒီဂျပန်အဖိုးကြီးကိုယူကြရယ်ပေါ့နော်သူတို့တွေကဘာလို့ယူကြဘာလို့ယူကြရလဲဆိုတော့တချို့ကကျွန်တော်အဖိုးကြီးအသက်ကြီးကြီးယူရကွာလုံးဝအသက်ကြီးကြီးလေအဲ့ဒါကျွန်တော်အရန်ကြီး မမြောက်ပါဘူးအဲ့လို60ကျော်80ကျော်တော့ရုံတိတ်မီယူပါအောင်ယူတဲ့သူကတော့ငါ40ကျော်50ကျော်လောက်ပေါ့အဲ့60ကျော်80ကျော်တွေနဲ့ယူတဲ့သူတွေကျွန်တော်ဗီဇာဗီဇာအဲ့အတွက်ကြောင့်မလို့တချို့ယူကြတာကြီးရှိရပေါ့နော်အဲ50ကျော်40ကျော်50ကျော်ကျွန်တော်အဖိုးကြီးတွေနဲ့ယူတာကျွန်တော်သူဒီဂျပန်နေရကျွန်တော်ဘယ်လိုလဲဆိုတော့အဲ့လိုအသက်ကြီးမှလက်ခိုက်ကြတာဘာလို့လဲဆိုတော့သူကငယ်တဲ့အချိန်တော့အသက်ကြီးမှလက်ခိုက်ကြတာဆိုရင်ဘာညာပြောသူကငယ်တဲ့အချိန်မှာအရန်ကဲတာ အရင်ကဲတာသူတို့ကအဲ့လိုမျိုးငယ်တဲ့အချိန်မှာရီစားရီထားရီပျော်ရီပါရီပတ်ဆိုင်ရှာရီသူတို့အတွက်အစင်နစ်မဖြစ်သေးဘူးကွာသူတို့ကပတ်ဆိုင်ရှာရီသုံးတယ်စုတယ်အဲ့လိုမျိုးဆိုတော့သူတို့အတွက်လက်ထပ်ဖို့အချိန်အဲ့လိုမျိုးမကြသေးဘူးပေါ့နော်အရင်20ကျော်30ကျော်ဆိုရင်တချို့ကျတော့ငငယ်ရွယ်နေယူရတယ်လက်ရှိကြပါတယ်ဒါဟို ိုးရီအကြောင်းပြောရင်းနဲ့မလို့ထားပြပြပေးတာဆိုတော့လူအဲ့ငငယ်ရွယ်နဲ့လက်ထပ်တာကြီးလည်းရှိကြတယ်နော်ဒါပေမဲ့အများသွားပြန်ပါတော့ဒီအသက်ကြီးမှလက်ထပ်ဖြစ်တာမျိုးတော့အဲ့ဒါမျိုးမြန်မာဒီနိုင်ငံသားပိုင်းနဲ့အသက်ကြီးမှစုံကြတာလို့ပါတော့ပေါ့နော်တချို့ကျွန်တော်လည်းဒီစားအတွက်ကြောင့်ဆိုမယ်တချို့ကျတော့လေအဲ့လိုမျိုးတကယ်ချစ်လို့လက်ထိုက်ကြတာကြီးဘာကြီးပေါ့နော်ကိုအနီးနားတဝိုင်းမှာမြင်လာရင်ကျတော့အဲ့လိုမျိုးဆိုတော့ပြီးတော့ဘယ်ကအဲ့လူလာလို့အဲ့ပြီးတော့သူတို့ ဟိုလူငယ်တွေကကျွန်တော်ဘာလို့မယူကြလဲအဲ့လိုမျိုးပေါ့နော်ငယ်တွေနဲ့ကျောင်းဘာလို့မယူကြလဲဆိုတော့ငယ်တွေကသူကအစင်းနဲ့မဖြစ်သေးဘူးကွာအဲ့လိုမျိုးလက်ထပ်ကိုအစင်းနဲ့မဖြစ်သေးဘူးအဲပြီးတော့သူကပတ်ဆိုင်ရှာအောင်မယ်ငယ်သေးတော့ကဲအောင်မယ်ဆိုတော့သူတို့တွေရသေးမလားဒီမှာအဲ့လိုမျိုး အဲ့လိုမျိုးတယောက်တည်းနေကြတာများတော့ကျွန်တော်ငယ်တဲ့အချိန်မှာတယောက်တည်းနေပတ်ဆိုင် ရှာစူးစမ်းပြီးတော့အဲ့ဒီအချိန်မှာတို့ရည်စားရပေထားပြီးဈိုင်းနေအတူတူနေပြီးစူးစမ်းကြတာပါပျော်တယ်ပါးစူးစမ်းရတာပဲဒါပေမဲ့တို့အဲ့ဒီနေရာမှာတို့အခက်မတင်လို့လမ်းခွဲလိုက်တာရပါရှိရွာအဲအဲ့လိုမျိုးနောက်ပြီးတော့ သူတို့တွေကအဲ့လိုမျိုးနဲ့အဲ့လိုမျိုးကအခက်မတင်လို့လမ်းခွင်ရအတူတူနေတိုင်းစူးစမ်းရပိုင်းနဲ့သူတို့အမှန်အကန်လက်ထက်မဲ့အရွယ်40ကျော်50ကျော်လည်းရောက်လာရောဒါကိုနဲ့ကူစားပါတယ်နိုင်ငံခြားသူတွေနဲ့ဆုံကြရပါတော့အဲ့လိုမျိုးပြောလို့ဟိုကိုကအဖိုးညက်ကြိုင်တယ်လားဆိုလည်းမဟုတ်ဘူးဒါကိုသိရတယ်လားပေါ့နော်ကိုသိရတယ်လားဆိုဂျပန်နေရောအဖိုးကြီးဆိုတာ40ကျော်50ကျော်ဆိုတာ30ကျော်ဆိုအရန်နုတည်းရကွာ40ကျော်50ကျော်ဆိုရင်တချို့ကျတော့အရန်နုရကွာအမွေတက်ခု24နှစ်ဆိုရင်သူတို့အတကကိုနဲ့မသိမရင်လို့ခံစားရတယ်အဲ40ကျော်50ကျော်အပိုးကြီးကွာ အဲတချို့ကျတော့လေ40ကျော်50ကျော်ဆိုပေမဲ့ဟိုတကယ်60ကျော်80ကျော်အဖိုးကြီးနေကွာရုပ်ရှင်းတာကြီးပဲကွာတချို့ကျတော့အလုံး strap ပြီးကြတာဆိုတော့ကွာသူတို့တွေကအဲ့လိုရုပ်ရှင်းတာပေါ့နော် strap ပြီးတော့သူတို့တွေကအရက်တောက်တယ်စိတ်လိုက်တာကွာစိတ်လိုက်တယ်အရက်ဒီအရန်တောက်တာအမျိုးသမီးပဲဖြစ်အမျိုးသားပဲဖြစ်ဂျပန်မှာကကျတော့လေအဲ့လိုရုပ်ရှင်းကြတယ်ပေါ့နော်တချို့ကျတော့လေသူတို့ကိုသူတို့ကဲလုတ်တယ်ကွာကဲအဲ့လိုမျိုးတက်မကြီးတွေပဲလိုက်စားရယ် skin care မျိုးစုံတုံးကြတယ်လေသူတို့တွေကအဲ့လိုမျိုးဆိုတော့နုတယ်ကွာ အဲငယ်တဲ့သူတွေကကျွန်တော်အလုံးလုံးနေစူးစမ်းနေကြအောင်မလို့သူတို့ကတော်ရုံလက်မထက်ကြလက်ထက်တဲ့သူတွေလည်းအများကြီးရှိပါတယ်နော်ဒါပြောပြကြီးတဲ့အသက်ကြီးတဲ့သူတွေနဲ့ပါလို့မြန်မာတွေနဲ့ကြိုက်တာပါညာဆိုတချို့ပြောအဲလိုလိုင်းမွေမှာအရင်ပြောကြဆိုကြတာတွေရှိလို့ဒါမွေးတရားတလာပြောပြတာဒါမွေးဆရာတယောက်ဆိုရင်ဟိုဆရာတယောက်တော့မဟုတ်ចောင်းမှာဆရာနှစ်ယောက်သုံးယောက်တော့ကသူတို့အသက်40ကျော်50 50ညီပါလောက်မှာလက်ထက်တာ ဘာလို့လဲဆိုတော့သူကဆရာ့မေးအဲသမီးတောင်မှာသမီးကအခုအကြီးသားမျိုးပါညာအဲ့လိုဆရာကိုဆရာကြီးကိုရှောက်ပြီးတော့အကြောင်းဆရာကြီးဆရာမကြီးရှောက်ပြီးတော့ကျွန်တော်သူကဘယ်လိုပြောလဲဆိုတော့ဒီအရွယ်မှာအိမ်မွေးအသက်လောက်တော့သူကနိုင်ငံခြားကြီးသွားပြီးရှက်ခီးတွေထွက်တော့တယောက်သေးပဲသူကပတ်စံကြီးရှာလိုက်ခီးတွေထွက်လိုက်အဲ့လိုမျိုးပြောခဲ့ပါခဲ့ရပါတော့20ကျော်လောက်တော့30ကျော်လောက်မှသူကပတ်စံကြီးတေချာစုပြီးတော့40ကျော်50 လေးစိတ်ကျော်လောက်မှသူကလက်ထက်တာ42မှာ9နှစ်လောက်မသိဘူးဆရာအဲ့ချိန်မှာလက်ထက်တာလက်ထက်ပြီးအခုမှသမီးလေးက9နှစ်ရှိသေးတယ်ဆရာအသက်က54နှစ်လောက်လာမသိဘူးအဲ့လိုမျိုးရှိနေပြီကျောင်းဆရာကြီးဆိုအဲ့လိုမျိုးတချို့ကျောင်းတော့အသက်50ကျော်မှလက်ထက်တာအခုကလေးမရှိသေးရတော့မှာဆရာကြီးရှိရကွာဒါပေမဲ့သူကဂျပန်မိုင်းနဲ့ပဲယူတာပဲကွာသူတို့ဂျပန်မိုင်းနဲ့လည်းအဲ့အီရွယ်မှာယူကြတာပဲနိုင်ငံခြားသူတွေနဲ့ဖူးစာပါသွားတဲ့သူတွေကလည်းအဲ့လိုမျိုးယူကြတာပဲအဲတချို့ဗီဇာအတွက်ယူကြရလည်းရှိတယ်လို့မျိုးတချို့ကျဖူးစာပါလို့ယူကြတာပေါ့နော်ဒါပါပဲ

တော်တော်များများလဲဆိုရှယ်မီဒီယာပါမြင်မှုကြမှာဖြစ်ပါတယ်ရှင်ဂျပန်လူမျိုးအသက်ကြီးကြီးအဖိုးအိုးတွေနဲ့ပေါ့နော်ဘာကြောင့်များမင်းကလေးငယ်ငယ်လေးရယ်ယူကြရလဲဆိုတဲ့အကြောင်းရင်းပေါ့နော်နောက်ပြည့်အကြောင်းရင်းကိုဒီမှာဒီချာလေးရှင်းပြလိုက်ပါပြီရှင်မိတ်ဆွေတို့အမေရောဘလိုများအာယူဆပါတယ်လဲရှင်မြန်မာလူမျိုးတက်ကလည်းဒီလိုဂျပန်လူမျိုးနဲ့အင်တာနက်သားကြပြီးတော့အဆင်ပြေနေတဲ့မိတ်ဆွေတွေရှိမယ်ဆိုရင်လည်း recommend ပေးခဲ့လို့ရပါတယ်ရှင်များသိအောင်လို့ပြန်ပြီးတော့မျှဝေပေးကြပါအောင်ရှင်